ီရှောင်းမျိုးနောက်ထပ်ချိန်ဖတ်တယ်ချိန်ဖတ်လို့ရှိရင်အလိုက်တထောင်ပေးပြီးတော့သူ့ရဲ့တံပိုးညီမြချင်းနဲ့အတူလဲပေးပါတယ် မင်္ဂလာပါကျွန်တော်နာမည်စိုးတန်းချက်လို့ခေါ်ပါတယ်။ရောင်းဝဆုံးဆောက်ကတော့အရင်တော့တော့တမိုင်းလို့ပါလို့နိုင်ငံရေးလို့ရောင်းပါအခုနောက်ပိုင်းကကျတော့လူငယ်တွေတော်တော်များများရတတွေဖတ်ကြတယ်။အဲပြီးတော့အခုတုဒ္ဒဆိုတာကကျတော့စာကြည့်တိုက်လို့ပါလို့ကတော့ပိုဝဲတာများပါတယ်။ဒီထဲမှာတော့တထောင်ကနေစပြီးတော့တထောင်တထောင်မို့နှစ်ထောင်တို့ဒါမှမဟုတ်တောင်းချီတဲ့ဆောက်တွေလည်းဒီမှာရှာဘဆောက်ကရတာနဲ့ချက်ချင်းရောင်းထွက်တာပေါ့။ ။ဟောအိမ်သမားတွေကလာရောက်လို့ရတဲ့ဆောင်းအုပ်တို့အဖိုးကြီးတွေကအဖွားကြီးတွေပေါ့နော်။နောက်အိမ်မှာအိမ်ရှိမဲ့ဆိုလို့လာရောက်တာတွေရှိတယ်။ငွေလိုလို့ရောင်းတဲ့လူတွေလည်းရှိတာ။ပြည့်စက်ချိန်ပေါ့နော်။တော့တပိတ်တော့9000လို့6000လို့အဲ့လိုပေးပြီးတော့လည်းဝယ်တာလည်းရှိတယ်။ကိုလိုချင်တဲ့ဆောင်းကြလို့ရှိရင်လည်းအချင်းချင်းစီကပြန်ဝယ်တာလည်းရှိတယ်။အဲ့ဆိုရင်ချင်းနိုင်လောက်စောက်ဖွင့်တယ်ညနေဆို၄နိုင်ဝယ်စောက်တယ်မှာနေတိုင်းလူလိုစာပေသမားတွေကလာကြတယ်အွန်လိုင်းမှာပြန်ရောင်းတဲ့သမားတွေကတော့အဝယ်များကြပါတယ် ဆိုင်သမားတွေအချင်းချင်းလည်းဝေကြပါတယ်။ဒါကြတော့နယ်စာကြီးတိုက်ဒီကနေပြီးတော့သူတို့ကနေပြီးတော့ online နေပြီးတော့သူတို့ကတိတယ်။တိတော့ကိုယ့်စီမှာလာပြီးတော့ဝဲတယ်။ဝဲတဲ့ဟောင်သူတို့ငွေကြိုလွဲတယ်။ငွေကြိုလွဲတယ်။ငွေကြိုလွဲရောကိုရီးယားပို့ရတာအမသိန်း30ကျော်ဘူးပေါ့။အဲ့လိုမျိုးရောင်းရတာရှိပါလား။အဲ့ဒါအမှတ်ရပါပေါ့။ငါဈေးဘုတ်ပေါက်တဲ့နေတော့မရှိ။သူတို့လိုချင်တဲ့ဆောင်ကိုဒီမှာဖုံးဆက်ပြီးတော့မေးပြီးလို့ရှိရင်ကိုရီးယားတော့ရှာပေးတယ်။ကိုယ့်စီမှာရှိလို့ရှိရင်တခါတည်းရောင်းပေးတယ်။ ကိုစီမမရှိတဲ့ဆောက်ကိုကြတော့တငယ်ချင်းစီရာကြီးတော့ဝယ်ပြီးတော့ဂျောင်းပေးတယ်နော်ဒီဆောက်နဲ့ပတ်သက်ဒီမှာတချို့ဆောက်တွေကြတော့ကွာဒီမှာဝယ်သွားတယ်ဝယ်သွားပြီးသွားလို့ရှိလို့ချင်းသူတို့ကပြန်ပြီးတော့ဒီဆောက်မျိုးနောက်ထပ်ချင်းဖတ်တယ်ချင်းဖတ်လို့ရှိရင်အလိုက်တစ်ထောင်ပေးပြီးတော့သူ့ရဲ့တံပိုးညီမြချင်းနဲ့အတူလဲပေးပါတယ်မပြစီအောင်လို့စီးစနစ်စီကန်တကြတော့တင်းဆဲရတာပေါ့ စီကံတကြတိမ့်ဆဲပြီးတော့အဲ့လိုမျိုးပဲထိမ့်သိရတာပေါ့မပြဲမဆုတ်အောင်မိုးရွာသည်ဆိုလို့ရှိရင်လည်းရေမဆုတ်အောင်လို့ပေါ့ဟောနွေဆိုလို့ရှိလို့ရှိရင်လည်းဒီတန်းမှဆိုလို့ရှိရင်လည်းမပိုဟတ်လို့ချတော့မကိုက်အောင်လို့တော့အများရန်တော့ကိုကတော့ဂရုတစိုက်နဲ့တိမ့်ဆဲရတာပေါ့ဒါလည်းဝင်နေနှစ်ရက်ဆိုလို့ရှိလို့ရှိရင်သူတို့ပိတ်ရက်တွေဆိုလို့ရှိရင်ရုံးဝင်နေလို့ဘာလို့ညာလို့ ਆ ကြတော့အဝယ်ဆင်းကြတယ်လေအဲအဲ့လိုမှနှစ်ရက်မှတစ်ရက်ကရောင်းပို့ပြီးတော့ရောင်းလာတယ်ဝယ်သူတွေကိုလည်းကျေးဇူးတင်တယ်ဆာဖတ်ပရိသတ်ကိုလည်းကျေးဇူးတင်တယ် အဲစာလည်းမြန်မာဖတ်နိုင်ကြပါသေးတယ်လို့လူတွေအသိပညာတိုးပွားအောင်စာအုပ်စာတွေပို့ပြီးတော့တံပိုးထားပါသေးတယ်ပေါ့